ပြည်သူလူထုအသုံးပြုတဲ့လမ်းပေါ်မိုင်းတွေထောင်ထားလို့ရှင်းလင်းခဲ့ရတယ်လို့နတ်စကသတင်းထုတ်ပြန်ရထုတ်ပြန်ပါတယ်။အများပြည်သူလူထုအသုံးပြုနေတဲ့ကြိုက်ထုမျိုးအနည်းကရန်ကုန်မော်လမြိုင်ပြည်တော်စုလမ်းမပေါ်မှာအကျန်းဖက်သမားတွေကမိုင်းတွေထောင်ထားတာကြောင့်ဖယ်ရှားရှင်းလင်းခဲ့ရတယ်လို့နတ်စကသတင်းထုတ်ပြန်ရေးကထုတ်ပြန်ထားပါတယ်။မွန်ပြည်နယ်ကြိုက်ထုမျိုးနယ် အင်္ဂဘူကြီးရွာအနီးမှာအကျန်းဖက်သမားတွေထောင်ထားတဲ့ငါးကလန်ဘုံ မိုင်းနှလုံးကိုဇွန်လ24ရက်နေ့မနက်ပိုင်းမှာဖယ်ရှားရှင်းလင်းခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်ရန်ကုန်မော်လမြိုင်ပြည်တော်စုလမ်းမကြီးမိုင်းနိုင်အမှတ်94မြင်းဆောင်9မှာရှိတဲ့တံတားအုတ်ချီမှာလည်းငါးကလန်ဘုံနဲ့ပြုလုပ်ထားတဲ့ဒီတံတားလက်လုံမိုင်း9လုံးမိုင်းနိုင်အမှတ်94မြင်းဆောင်3မှာလည်းငါးကလန်ဘုံနဲ့ပြုလုပ်ထားတဲ့မိုင်းနှလုံးကိုထပ်ပြီးရှင်းလင်းခဲ့ရတယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အကြံဖတ် KNU PDF ပူးပေါင်းအဖွဲ့ဝင်တွေဟာအများပြည်သူအသုံးပြုနေတဲ့ရန်ကုန်မော်လမြိုင်ကားလမ်းမပေါ်ကလမ်းတံတားတွေအပြင်ယထာလမ်းနဲ့ယထာတံတားတွေကိုလည်းမကြာခဏပြင့်မှတ်ထားဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုချိမ်းချောက်နေပါတယ်